ိမိဇတ်တော်သည်ဗုဒ္ဓဘာသာ၏ဇကြီးဆယ်ဘွဲတွင် ပါဝင်သော၄ခုမြောက်ဇတ်တော်ဖြစ်ပြီးမြတ်စွာဘုရား၏ဖျားဖြစ်ခြင်းမတိုင်မီနောက်ဆုံးဘဝဆယ်ဘဝအနက်တစ်ခုကိုဖော်ပြထားသည် ဤဇတ်တော်သည်နေခမနာဝိစေယဇတ်တော်ဟုလည်းခေါ်ဆိုပြီးဖျားလောင်းနေမိမင်းကြီးဤနက်ပြည်တို့ခီးနေခြင်းလူပြည်တို့ပြန်လာခြင်းနှင့်ကုသိုလ်ကောင်းမှုများကိုဟောပြခြင်းတို့ဖြင့်ထင်ရှားသည်ဤဇတ်တော်ကိုမြတ်စွာဘုရားက ကောသလတိုင်းတာဝတိပြည်တွင်တည်င်းသုံးနေစဉ်ဝိတေဟရာဇာတိုင်းမိတိလာပြည်တို့ဒေသစာရီကြွားချီစဉ်ဂါထာပေါင်း၁၀၀နှင့်ဆယ်ဖြစ်ဟောကြားခဲ့သည် မိမိဇတ်တော်ရှေးလွန်လေပြီးသောအခါဝိတေဟရာဇာတိုင်မိထီလာပြီး၌မဂဒေဝမင်းကြီးဆိုသူစိုးစံခဲ့သည်မဂဒေဝမင်းသည်တရားတော်၌ငွေလျော်သူဖြစ်ပြီး တနေ့သပင်ဖြူတမြင်ကို မြင်းလျင်လျှောက်တင်ရန်သပင်ပြင်ဆင်ပေးသူ စတ္တာအားမှာကြားခဲ့သည်တနေ့စတ္တာသည်မင်းကြီး၏ဦးကောင်းတွင်သပင်ဖြူတမြင်ကို တွေ့မြင်ပြီးလျှောက်တင်ခဲ့ရာမကဒေဝမင်းကြီးသည်သားဖြစ်သူအိမ်ရှိမင်းအားထီးနန်းအပ်ကာသားကိုလည်းသပင်ဖြူမြင်လျင်တောထွက်ရန်မှာကြားခဲ့ပြီးမိမိကိုယ်တိုင်ယဟန်ဝုကတောထွက်သွားခဲ့သည်ဤသို့ဖြင့်မကဒေဝမင်း၏သားမျိုးဆက်များသည် ထီးနှန်းစိုးစံရင်သပင်ဖြူမြင်သည့်အခါတိုင်းတောထွက်ခဲ့ကြသည်မင်းမျိုးဆက်83196မင်းဆက်အထိဆက်လက်တည်ရှိခဲ့ပြီးနောက်ဆုံးတွင် နေမိမင်းကြီးဆိုသူထီးနှန်းရရှိခဲ့သည် နေမိမင်းကြီးသည်ဒါနသီလဘာဝနာတို့၌ကျင့်ကြံအားထုတ်သူဖြစ်ပြီးခမည်းတော်တောထွက်သွားသောအခါထီးနှန်းကိုဆက်ခံခဲ့သည်နေမိမင်းကြီးသည်မြက်စွာဖရာဤဖရာဖြစ်မိဘဝဆယ်ဘဝအနတ်တစ်ခုဖြစ်သည်နေမိမင်းကြီးဤနှက်ပြည်သို့ခရီးနှင်ခြင်း မိမိမင်းကြီးမိထီလာပြီး၌စိုးစံစဉ်တနေ့နှက်ပရင်တကြားမင်းသည်နှက်ပရိသတ်များနှင့်အတူလူပြည်သို့ဆင်းသက်လာခဲ့သည်တကြားမင်းကမိမိမင်းအားတာဝတင်သာနှက်ပြည်သို့ဖိတ်ကြားခဲ့ပြီးမာတလိနှက်သား၏ဝေစီယန္တာယထာဖြင့်နှက်ပြည်သို့ပို့ဆောင်ခဲ့သည်ဤခီးစဉ်တွင်မိမိမင်းကြီးသည်နှက်ပြည်၏စီစိန်ချမ်းသာများဘိမှန်နန်းဆောင်များနှက်သားနှက်သမီးများ၏ပျော်ရွှင်စံပယ်မှုများကိုတွေ့မြင်ခဲ့သည် နတ်ပြည်သို့ရောက်သောအခါနေမိမင်းကြီးအားတရားမင်းကနတ်ပလင်ပေါ်တွင်ရှင်ထိုင်စေကာနတ်ပရိသတ်များကနေမိမင်းကြီးအားလူပြည်သို့မပြန်ဘဲနတ်ပြည်၌စိုးစံရန်ဖိတ်ကြားခဲ့သည့်နတ်ပြည်၏ကာမဂုဏ်များဖြစ်သောနတ်သူတာနတ်ဦးရေနတ်သမီးများ၏တင့်တယ်မှုတို့ကိုခံစားရန်တိုက်တွန်းခဲ့သည်သို့သောနေမိမင်းကြီးသည်နတ်ပြည်၏စည်းစိမ်ကိုမလိုလားဘဲလူပြည်သို့ပြန်လိုသည့်ဆန္ဒကိုထုတ်ဖော်ခဲ့သည်နတ်ပြည်၌တရားဟောခြင်း နတ်ပြည်၌နေမီမင်းကြီးသည် လူပြည်၏ခုနှစ်ရက်နှင့်ညီများသည့်အချိန်ကာလအထိ စမေခဲ့သည်ထိုအချိန်တွင်နတ်ပရိသတ်များအားဒါနသီလဘာဝနာတို့၏အကျိုးကိုဟောပြခဲ့သည်နတ်သားနတ်သမီးများသည်မိမိမင်းကြီး၏တရားစကားကိုနှစ်သက်စွာနာယူခဲ့ကြပြီးကုသိုလ်ကောင်းမှုများပြုလုပ်ရန်စိတ်အားထက်သန်လာခဲ့ကြသည်မိမိမင်းကြီးကနတ်ပြည်၏ချမ်းသာမှုသည် 我都跟长大皮包江多多，以前大木马，你啥都么大皮江好加改的，卢比都变垃圾。 နတ်ပြည်၌ခုနှစ်ရက်ဆံပေပြီးနောက်နေမီမင်းကြီးသည်မိတိလာပြည်သို့ပြန်လည်ကြွချီလိုကြောင်းတရားမင်းအားခွင့်တောင်းခဲ့သည်တရားမင်းကနေမီမင်းကြီး၏ဆန္ဒကိုလိုက်ရောပြီး မာတလိနတ်သားအားဝေစီရန်သာယထာဖြင့်လူပြည်သို့ပြန်ပို့ရန်အမိန့်ပေးခဲ့သည်နေမီမင်းကြီးမိတိလာပြည်သို့ပြန်ရောက်သောအခါတိုင်းသူပြည်သားများကဝမ်းမြောက်ဝမ်းသာဖြင့်ကြိုဆိုခဲ့ကြသည် ထို့နောက်နေမီမင်းကြီးသည်မိတိလာပြီး၌လူတို့အား납ပြည်တွင်မြင်တွေ့ခဲ့သည့်စီးစိမ်များနှင့်ကုသိုလ်ကံ၏အကျိုးကိုဟောပြခဲ့သည်လူတို့အားဒါနသီလဘာဝနာတို့ကိုကျင့်ကြံအားထုတ်ရန်တိုက်တွန်းခဲ့ပြီးကာမဂုဏ်များထက်တရားဓမ္မကိုသာဦးစားပေးရန်ဆုံးမခဲ့သည်ဇတ်တော်ဤအဓိကအကြောင်းအရာနှင့်သင်ခန်းစာနေမိဇတ်တော်ဤအဓိကအကြောင်းအရာမှာနေခမပါရမီစွန့်လွတ်ခြင်းဖြစ်သည် မိမိမင်းကြီးသည်နတ်ပြည်ဤစည်းစိမ်ချမ်းသာကိုဆွန့်လွတ်ပြီးလူပြည်သို့ပြန်လာကာတရားဓမ္မကိုဟောပြခြင်းဖြင့်ကာမဂုဏ်များထက်တရားဓမ္မကပို၍မြတ်ကြောင်းတင်ပြခဲ့သည်ဤဇတ်တော်တွင်ဖျားလောင်းဖြစ်သော နေမိမင်းကြီးဤဆွန့်လွတ်ခြင်းပါရမီသည်ထင်ရှားပြီးလူသားများအားကုသိုလ်ကောင်းမှုပြုလုပ်ရန်နှင့်အနေဆသဘောကိုနားလည်ရန်လမ်းညွှန်ပြသထားသည်ဤဇတ်တော်မှတင်ငန်းစာများမှာ ကုသိုလ်ကံဤအကျိုးနဲ့ပြည်ဤချမ်းသာမှုမှာကုသိုလ်ကံကြောင့်သာဖြစ်ပေါ်ကြောင်းသို့တော်ညင်းသည်အနိစ္စသာဖြစ်ကြောင်းဆွံ့လွတ်ခြင်းကာမဂုဏ်များကိုဆွံ့လွတ်ပြီးတရားဓမ္မကိုရှာဖွေအားထုတ်ခြင်းသည်ပို၍မြတ်ကြောင်းတရားဟောပြပြီးသူတစ်ပါးအားကောင်းမှုပြုရန်တိုက်တွန်းခြင်းဖြင့်လူသားတို့၏ခြင်းစဉ်ကိုမြင့်တင်ပေးနိုင်သည် မိမိဇတော်သည်ဖះလောင်းဤဆုံးမချင်းပါရမီကိုအဓိကထားဖော်ပြထားပြီးလူသားများအားကာမဂုဏ်များကိုဆွဲလန်းခြင်းမှလွမြောက်ကာတရားဓမ္မကိုကျင့်ကြံရန်လမ်းညွှန်ထားသည့်မိမိမင်းကြီး၏နှက်ပြေခီးနှင်ခြင်းနှင့်လူပြည်သို့ပြန်လာခြင်းသည်သူ၏ဉာဏ်ပညာနှင့်ကယုဏကိုထင်ရှားစေပြီးဤဘဝတွင်ဖះဖြစ်ရန်ပါရမီများဖြည့်ခြင်းခဲ့သည့်အထောက်အထားတစ်ခုဖြစ်သည် ဒီလိုအကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်